ညဝန်တလျှောက်လုံးမှာ NUG ပြည်ပအုပ်စုတွေကဒေတာတစ်ခုလုံးကိုဇုံမထားပြီးတဲ့နောက်တရားဝင်ရွှေခိုးတူးတာတွေချင်းတွင်းမြဝန်တလျှောက်မှာဒီဝါပေါင်တွေညှောပေါင်တွေနဲ့ရွှေခိုးတူးနေတာတွေကိုပြုလုပ်ရရှိပါတယ်။2022ခုနှစ်ကနေစပြီးတော့ချင်းတွင်းမြဝန်တကြောလုံးမှာတရားဝင်ရွှေတူးပေါ်မှုတွေကအွန်လိုင်းကျင်းလိုက်ဖြစ်လာပါတယ်။ကလေးမော်လိုက်တစ်ဖက်ချမ်းမှာလည်းဒီရွှေတူးပေါ်မှုတွေအများကြီးရှိလာတယ်လို့ဒီမင်းငင်းတဲ့ကနေရောင်းမှာလည်း NUG ပြည်ပအုပ်စုတွေရဲ့ဥဆောင်မှုနဲ့ရွှေတူးပေါ်မှုတွေအများကြီးပြုလုပ်ရရှိပါတယ်။ ဒီနေရာမှာစကိုင်းတိုင်းဒေသကြီးဆိုတာက NUGPP အုပ်စုတွေအနေနဲ့ပထမဆုံးသောလွတ်မြောက်နေမြေအဖြစ်ကြေညာထားတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းဒီဂျာကာလာအစိုးရအနေနဲ့စကိုင်းတိုင်းမှာဝန်ကြီးချုပ်တွေခံထားတာတွေလွတ်တော်ဥက္ကဋ္ဌခံထားတာတွေကိုပြုလုပ်ပြီးတော့စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ဒီအကျိုးစီးပွားတွေညွှန်ထက်တည်ရန်ဇာတာတွေမြေပေါ်မြေအောက်တည်ရန်ဇာတာတွေအားလုံးကိုတရားမဝင်တူဖော်ဖို့ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအင်အားတောင့်တင်းအောင်ပြုလုပ်ဖို့လည်းဆောင်ရွက်နေကြတာရှိပါတယ်။ တရားမဝင်ရွှေတူဖော်မှုတွေကမှဒီမနေ့ကနိုဝင်ဘာ22ရက်နေ့ကပဲငင်းငင်းမြုံနယ်လောင်ပြေရွာနီးမှာရှိနေတဲ့ရွှေမျောတရားမဝင်တူဖော်မှုတွေပြုလုပ်နေတဲ့နေရာကိုတက်မတော်ကဒီကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်ဒီလိုမျိုးလေရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့အတွက်ဒီမင်းငင်းမြို့နယ်နဲ့ကဏီပတ်ဝန်းကျင်မှာစုဖွဲ့လှုပ်ရှားနေတဲ့ပါကဖပါအဖကအဖွဲ့တွေအားလုံးကထိခိုက်ဒေဆုံးမှုတွေများခဲ့ပါတယ်။ဒီရောင်းတက်ခိုင်းမှုကိုတော့2025ခုနှစ်နိုဝင်ဘာ22ရက်နေ့နေ့လယ်တနာရီခွဲနဲ့ညနေ4နာရီကြားတွေမှာဒီရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ့ရောင်တက်ခိုင်းမှုမပြုတ်ခင်ဒီလောင်ပြေရွာကဒေသခံတွေလောင်ပြေရွာရဲ့မြင့်ညာဘက်မှာရှိနေတဲ့ဒေသခံတွေကအနေကြီးလောက်ခံ PDF တွေပကဖတွေပလဖတွေအားလုံးကိုဒီဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်အဓိကကတော့ဒီ NUG ပြည်ပအုပ်စုတွေကတရားမဝင်ရွှေတုဖို့မှုတွေပြုလုပ်နေတယ်ရွှေမျိုးဖောင်တွေနေရာချထားတဲ့နေရာဆိုတာက KSSS ဘောဘပိပင်ဒီစကြက်မြေစိုက်ပျိုးမြေအနေနဲ့ပြုလုပ်ထားတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဒီချင်းွေးမြေတခြားမင်းငင်းတဲ့ကဏ္ဍကြီးကရှိနေတယ်ဒီလောင်ပြေရွာအနီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် ဒီဒေတာတွေဆိုတာကဒီဘူဝပြည်ပြည်တဲ့ရှောက်ဆိုင်ပြုံးမြေတွေပြုတ်လောက်ခဲ့တယ်။လောင်းပြင်းရွာနဲ့ဘေးပတ်ဝန်းကျင်ကရွာတွေအတွက်ဒီအဓိကစကြက်မြေစိုက်ပြုံးမြေဖြစ်ခဲ့ရှိခဲ့တဲ့နေရာတွေဒါပေမဲ့2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်ပြီးတဲ့အချိန်ကစပြီးတော့ NGO လက်အောက်ခံ PDF တွေကလက်နက်အားကိုးပြီးတော့ဒေတာကန်တွေကိုဖိနှိပ်ကြတယ်အနိုင်ကျင့်တာတွေပြုတ်လုပြီးတော့တော်လန်ရေးရန်ပုံတွေအကြောင်းပြချက်နဲ့တရားမဝင်ရှုတူပေါ်မှုတွေကိုအများကြီးပြုတ်လုပ်နေရှိပါတယ်ဒီလိုပြုတ်လုပ်နေတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့2024ခုနှစ် ပြီးမေလာဝင်းကျင်ကလည်းငင်းငင်းမြို့ရဲ့အချက်ပိုင်းမှာရှိနေတယ်။ကပြည့်ရွာမှာဒီတောက်ကံတွေကဒီအကျံဖက်သမားတွေရွှေတူးဖို့မှုတွေပြုလုပ်မှုပြင်ဆင်မှုတွေကိုဆန္ဒထုတ်ဖို့မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအကျံဖက်သမားတွေကလက်နက်အားကိုးပြီးတော့အနိုင်ကျင့်ခဲ့တာဖြစ်တဲ့အတွက်ဒီတောက်ကံတွေဘာမှမတက်နိုင်ခဲ့ပါဘူး။အခုတမလုံကလေးရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့လောင်းပြည့်ရွာအနီးကရွှေမော်တွေဆိုတာကလည်းဒေသခံမိဘပြည်သူအင်အားတထောင်ကျော်ကဒီ NUG လောက်ခံ PDF တွေပကဖတွေပါလာဖတွေအားလုံးကိုဆန္ဒထုတ်ဖို့မှုတုံ့ပြန်နေတယ်ပြုလုပ်ခဲ့ပူပါတယ်။ ါကတော့2025ခုနှစ်အောက်တိုဘာ2ရက်နေ့ကတည်းက2025ခုနှစ်အောက်တိုဘာ5ရက်နေ့ကတည်းကအခု2025ခုနှစ်နိုဝင်ဘာ10ရက်နေ့ကတည်းကဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကဒီ UNGPP အုပ်စုတွေကရွှေပြူပေါ်မှုတွေပြုလုပ်ဖို့ဘွားပေါင်နေတဲ့နေရာတတ်မှတ်ထားတဲ့ area အလုံးကဒေသဝန်ကြီးမှရှိနေတဲ့ရွာတွေရဲ့စိုက်ပျိုးမှုတွေဖြစ်ပါတယ်။ဒေတာရဲစာဝင်းနေရွေးကူတာမှာကဘေးဘဝဉဉ်ကရွာတွေကိုဒီတင်းတန်ရောင်းချဖို့အတွက်အသုံးပြုနေတဲ့စိုက်ပျိုးမြေတွေဖြစ်ပါတယ်။ဒါပေမဲ့ ် NUGPB အုပ်စုကတော့ရေတို့ကာလသူတို့ထိန်းချုပ်ခွင့်ရတဲ့ကာလတို့အတွင်းမှာပဲဒီချင်းတွင်းမြစ်ထဲမှာရှိနေတဲ့ရွှေတွေကိုတရားဝင်တူးဖောက်ဖို့နောက်ပြီးတော့ချင်းတွင်းမြစ်ရွာရဲ့အောက်ဘက်မှာရှိနေတဲ့ဒေသခံတွေရဲ့ဒီဒေသစဉ်ပျက်စီးတာတွေကိုမြူးမဆိုင်ပဲနဲ့လက်နက်အားကိုးပြီးတော့ဒီတရားဝင်တူးဖောက်မှုတွေပြုလုပ်ရရှိပါတယ်အဲ့ဒီတွင်မိဘပြည်သူတွေကဒီ NUGPB အုပ်စုတွေအားလုံးကိုဇာတ်နာထုတ်ပေါ်လာတယ်ပြုလုပ်ခဲ့ပေမဲ့ NUGPB အုပ်စုတွေကမှတဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ဒီတရားဝင်ရွှေပြောတွေကိုပြုလုပ်နေရဆိုပြီးတော့အကြောင်းပြန်ခဲ့တယ် ဒါအပြင်ဒေသခံပြည်ပပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုနောက်ပြီးတော့ဒီတရားမဝင်ဒုက္ခမှုတွေအတွက်လက်ပေးလက်ယူအများကြီးပြုလုပ်ပြီးတော့ခွင့်ပြုခဲ့တာတွေကိုဆန့်ကျင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒေသခံပြည်ပပြည်သူတွေကလက်နက်မဲ့ပြည်သူတွေဖြစ်တဲ့အတွက်လက်နက်ကင်ပြီးတော့ဒီအနိုင်ကျင့်နေတဲ့အညီညီပြည်ပြည်အုပ်စုတွေရဲ့ဒီတရားမဝင်အတင်းအဓမ္မဒီရွှေဒုက္ခမှုတွေကိုတော့တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုတားဆီးနိုင်ခဲ့ခြင်းမရှိပေမဲ့လည်းဒီဒေသခံမိဘပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေကြောင့်နောင်ပြေရွာအနီးရွှေတုဖို့မှုတွေပြုလုပ်ဖို့2025ခုနှစ်ဒီအောက်တိုဘာလတန်းလောက်တည်းကပြင်ဆင်နေခဲ့ကြတာကိုညှက်တန်ထားခဲ့ပါတယ်ရတထားခဲ့တယ်ဆိုတာကလည်းရွှေတူဖို့မှုတွေစတင်မပြုတ်လို့သေးတာသာရှိပေမဲ့ဒီရွှေဖောင်းတွေဝါဖောင်းတွေအားလုံးကိုခွင့်ပြုပေးခဲ့ပါတယ်။လက်ရှိအချိန်ဒီတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုတ်လုပ်ခဲ့တဲ့အတွင်းဒီဝါဖောင်းအရေးအတွက်ယာကြည်ပြီးရှိတယ်လို့သိရပါတယ်။ ဒီလိုမျိုးရွှေတူးဖို့ဖို့အတွက်ဝါဖောင်တစ်ပောင်းဒီမြောက်ဖောင်တစ်ပောင်းကို NUG PDF တွေ NUG လောက်ခံပါကဖပါအဖအဖွဲ့တွေအားလုံးကမှာကြန့်ဝေးသိန်း3500ကနေ9000ကျားယူထားတယ်လို့သိရပါတယ်ဒါကနှစ်စဉ်ချင်းမဟုတ်ပါလားစဉ်ပေးရတယ်လားစဉ်ချင်းဖြစ်ပါတယ်ဆိုတော့ဒီဝါပေါင်တစ်ပေါင်ကိုမြန်မာကျပ်ငွေသိန်း3500ပေးရတယ်ဆိုရင်တော့မှဝါပေါင်10ပေါင်ဆိုရင်သိန်း3000သိန်း3000ပဲဖြစ်သွားပါတယ်3.5 billion ဖြစ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ် လက်ရှိအထိဒီရရှိတဲ့သတင်းတွေအရတော့ဒီ NUG PDF တွေရဲ့နေရာတက်မှတ်ပေးမှုတွေကြောင့်လောင်မြေရွာရဲ့အောက်ဖက်မှာရှိနေတဲ့ဘိုးဘွားပိုင်တကြမ်းမြေတွေအားလုံးကအကြမ်းဖက်သမားတွေရဲ့ငိုကြိုက်တက်မှတ်ပြီးတော့ဒီရွှေတူးဖောက်မှုတွေပြုလုပ်တဲ့အတွက်ဒေယာစနစ်ကတော့ပျက်စီးနေပြီဖြစ်ပါတယ်ဒီလိုမျိုးပြက်စည်းတာတွေရဲ့နောက်ဆက်တွဲဒေသခံမိဘပြည်သူတွေကနေမြေကန်တရင်တပ်ဖွဲ့တွေနဲ့မရရတဲ့နေရာကနေချိတ်ဆက်ချိတ်ဆက်ပြီးတော့ဒီဒေသတွင်းမှာ မေယာစနစ်ကိုပြည့်စည်အောင်ဆောင်ရွက်နေတယ်။ဒေသခံမိဘပြည်သူတွေရဲ့ဘေးပတ်ဝန်းကျင်တွေကိုလည်းကမ်းပြိုမှုရေတိုက်စားမှုနဲ့ရေလမ်းကြောင်းပြောင်းလဲမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ဒီသတင်းပေးပို့ခဲ့ပါတယ်။အဲဒီနောက်မှာတော့မနေ့ကနိုဝင်ဘာ22ရက်နေ့မှာပဲတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေအကြမ်းဖက်သမားတွေရှူတူးဖုံမှုပြုလုပ်နေတဲ့နေရာတွေကိုဒီပါရမော်တာနဲ့၃ချိန်ဂျက်ဖိုက်တာနဲ့တစ်ချိန်ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပါရမတာ3စီးနဲ့2ချိန်ဒီပြန်လည်လာရောက်တိုက်ခိုက်တာကိုပြုလုပ်ခဲ့ပြီးတော့ Jet Fighter နဲ့ KA မျိုးစားနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီလိုလေကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့အတွက် NUG လက်အောက်ခံ PDF တွေရဲ့အဓိကဒီဝါဖောင်တွေဝါမျိုးတွေကိုအုပ်ချုပ်မှုပြုလုပ်နေတဲ့ကင်းအနေနဲ့လုံခြုံရေးယူဆောင်ရွက်နေတဲ့နေရာတွေကိုကြားရောက်ပေါက်ကွဲခဲ့တာတွေလည်းရှိတယ်။ NUG ပြည်ပအုပ်စုတွေအကြမ်းဖက်သမားတွေကိုအခကြေးငွေပေးပြီးတော့ချေတုပုံမှုပြုလုပ်နေတဲ့နေရာတွေလည်းကြားရောက်ပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်မနေ့ကနိုဝင်ဘာ22ရက်နေ့ဒီနေ့လည်းတနင်္လာရီကဝင်းကျင်ကနေဒီနေ့နိုဝင်ဘာ23ရက်နေ့နေ့လည်းတနင်္လာရီခွဲဝင်းကျင်ရရှိတဲ့တည်င်းအရာတော့ ဒီအကြံဖက်သမားတွေနဲ့အတူတရားမဝင်ရွှေတူဖို့မှုပြုလုပ်နေတဲ့သူ28ယောက်ထိခိုက်ဒေဆုံးသွားပြီဆိုတဲ့သတင်းလည်းကြားသိရပါတယ်။ဒီတွေဒီ NUGPP အုပ်စုတွေကဒေါ်လာရင်းရန်ပုံငွေအကြောင်းပြချက်နဲ့ဝါဖောင်ပေါင်း200ကျော်ထိကိုဖွင့်ပြပေးထားတယ်လို့သိရပါတယ်။လက်ရှိအချိန်ဒီလဲဝါဖောင်တွေကဆက်လက်ပြီးတော့ပြင်ဆင်နေတာတွေရှိပါတယ်။ဒေသကမိဘပြည်သူတွေကတော့နိုဝင်ဘာလဆန်းနေ့ကဒီရွှေမျိုးဖောင်တွေမပြုလုပ်ဖို့အတွက်ဆန္ဒတွေပြခဲ့တယ်ဆန္ဒတွေထုတ်ဖော်ခဲ့ပြီးမြန်မာ့ဖက်သမားတွေကလက်နက်အားကိုပြီးတော့ဝါဖောင်တွေစီကနေလက်စင်ချီကောက်ယူနေတာရှိတယ် အခုဒီနိုဝင်ဘာ10ရက်နေ့မှာတော့ဒီဝါဖောင်တွေရွှေမျိုးဖောင်တွေကိုစတင်ပြီးတော့တွဖုံမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်စတင်တွဖုံမှုတွေပြုလုပ်နေပြီဖြစ်တဲ့အတွက်ချင်းချင်းမြေပွမ်းမှာရှိနေတဲ့ဒီဒေသခံရွာတွေရဲ့စိုက်ပျိုးမြေတွေနောက်ပြီးရေလန်းကျောင်းတွေဒီရေကိုအဓိကထားပြီးတော့စောက်သုံးနေကြတဲ့မိဘပြည်သူတွေအတွက်ကလည်းကျမ်းမာရေးအရာကို GS နဲ့ကိုပြသနေကြပြီဖြစ်ပါတယ်အဲ့ဒီအတွက်လည်းဒေသခံမိဘပြည်သူတွေကဒီတရားဝင်တူဖော်မှုတွေအလွန်ကျော်တူဖော်မှုလို့ဆိုရမှာဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာလည်းဒီချင်းတွင်းမြစ်ဝမ်းတစ်လျှောက်ချင်းတွင်းမြစ်အထက်ပိုင်းချင်းတွင်းမြစ်အောက်ပိုင်းမှာ တနိုင်တစ်ပိုင်းနဲ့ရွှေ့ကျင်တဲ့လုပ်ငန်းလေးတွေရှိကြပါတယ်။ကိစ္စဆက်ဆက်မှာလည်းရှိကြပါတယ်။နိုင်ငံတော်ကလည်းပြုပြထားတဲ့နေရာတွေဖောက်ပေမဲ့ဒေသခံမိဘပြည်သူတွေကိုတနိုင်တစ်ပိုင်းအသုံးပြုလို့ရအောင်ပြုပြထားတဲ့နေရာတွေရှိကြပါတယ်။ဥပမာမကွေးတန်းအနောက်ချမ်းကတက္ကိုင်းရှင်နယ်မော်လို့ပြောဆိုလို့ရှိရင်နိုင်ငံကပိုင်တဲ့လုပ်ငန်းတွေလို့ဆိုပေမဲ့တနိုင်တစ်ပိုင်းတူဖောက်ပဲပေးထားတဲ့နေရာတွေရှိပါတယ်။ဒါအပြင်ဒီအညာဒူပိုင်းလို့ခေါ်လို့ရတဲ့ဒေတာတွေမှာလည်းစွမ်းအင်ဝင်ကြီးဌာနကပိုင်နေရေနံကပိုင်နေတဲ့အတွင်းတွေရှိတယ်လို့တနင်္လာနေ့ပိုင်းတူပေါ်တဲ့လက်ရက်တွင်ရှိကြပါတယ် အခေးဆက်ဆက်နိုင်ငံတော်ကလုပ်ငန်းနိုင်ငံတော်ကဥဆောင်ပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေရှိတယ်လို့ဒေသခံမိဘပြည်သူတွေအတွက်တနိုင်တစ်ပိုင်းဆောင်ရွက်မှုတွေကိုလည်းခွင့်ပြုပေးထားတာရှိပါဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအခွင့်အရေးဖြစ်ပေါ်တဲ့အချိန်ကစပြီးတော့ NUGB ဘေးအုပ်စုတွေကလက်နက်အားကိုနဲ့ဒေသတွင်းမှာချင်းနှင်းမြန်မာတခြားလုံးကိုဥအပိုင်နဲ့သူအကန့်နဲ့သူဒီရွှေမျိုးတွေကိုတူဖို့နေကြတာဖြစ်ပါတယ်။ဒါကချင်းနှင်းမြစ်တခုလည်းတော့မဟုတ်ပါဘူး။ရွှေချင်းမြစ်စစ်တောင်းမြစ်တကြောမှလည်းတူဖို့ရတာရှိတယ်။ဘီလွင်း အပဝင်းကျင်ထဲမှာလည်းဘီလင်းမြက်တစ်လျှောက်ဘီလင်းမြက်အထက်ပိုင်းမှာလည်းတရားမွန်တုဖို့မှုတွေပြုလုပ်ရရှိပါတယ်။ဘီလင်းမြက်အထက်ပိုင်းမှာပြင်လက်နက်ကင်တဘောင် KNU ထင်းချုပ်ထားတဲ့ဒေသတွေကပဲစက်ကြီးတွေယူလာစဉ်ကြီးတွေယူပြီးတော့တရားမွန်တုဖို့မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့တမရော့ကအကြမ်းဖက်သမားတွေရဲ့ငွေရပေါက်ရာလန်းဖြစ်နေတဲ့ဒေသမြက်တစ်ခုဖြစ်နေတဲ့ဒီရွှေမျိုးတွေတုဖို့နေတဲ့နေရာကိုပထမဦးဆုံးအကြိမ်ကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်လည်းအော်အော်တောင်းနေဖြစ်သွားတယ်။အကြမ်းဖက်အာပေမီဒီယာတွေကလည်းတပြိုင်တည်းတည်းဆိုသလိုဒီဝါပေါင်တွေပြုလုပ်နေတဲ့အပြစ်မဲ့အရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ပုံမှန်တိုင်းပဲတပြားဟောင်းကြီးဖွင့်လာတာကိုတွေ့ရပါတယ်။တကယ်တော့ဒီဒေသတွေဒီနေရာတွေဆိုတာက NUGPP အုပ်စုခင်းချုပ်ထားပြီးတော့ဒီသူတို့ရဲ့ပုံပိုင်းတုံးချုပ်ခွင့်ရဒေသပုံစံမျိုးသူတို့ရဲ့လွတ်လပ်ခွင့်သူတို့ထင်းချုပ်ထားတဲ့ဒေသအနေနဲ့နိုင်ငံတော်မှာရှိနေတဲ့ရေပေါ်ရေအောက်မြေပေါ်မြေအောက်တည်ရန်စာတာတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေတွေ့ဖို့နေကြဖြစ်ပါတယ် အာနာရှင်ကြာဆုံးရေးကြွေးကြော်ပြီးတော့လက်နက်ကင်ခဲ့ကြပြီမြေတကယ်တမ်းကျတော့အာနာရှင်ဆန်ဆန်အာနာရှင်ထက်ဆိုးရွားစွာနဲ့ပဲဒီခရိုနီတွေနဲ့ပေါင်းဒီဝိုင်းသမားတွေနဲ့ပေါင်းပြီးတော့ရွှေတွေကိုဖော်နေကြတာဖြစ်ပါတယ်ဒီလိုမျိုးတရားဝင်ရွှေတူးဖို့မှုတွေပြုလုပ်လိုက်တဲ့အတွက် NUG လောက်ကံ PDF တွေကစက်ကြီးတွေယူပြီးတော့နေရာတွေချထားပေးလိုက်တဲ့အတွက်လက်နက်မဲ့ပြည်သူလူထုဒေသခံရွာသူရွာသားတွေကဘာမှမတက်နိုင်မင်းနဲ့ရက်ကြည့်နေရတာကြီးရှိလာပါတယ် အဒါအပြင်ဒီဘိုးဘွားပြည်ပင်ပိုင်ဆိုင်ခဲ့တဲ့စိုက်ပျိုးမြေတွေစကြက်မြေတွေပေါ်မှာအခုလိုမျိုးနေရာတွေအကွက်ရိုက်နေရာတွေသတ်မှတ်ပြီးရောင်းစားနေတာဖြစ်တဲ့အတွက်ဒေသခံတွေနဲ့စိတ်ထဲမှာလည်းစိတ်မကောင်းတာတွေဖြစ်ရတယ်ခံစားမှုတွေမှာလည်းစိတ်ခံစားမှုတွေလည်းအဆင်မပြေဖြစ်လာတယ်လို့သိရပါတယ်။ဒါကြောင့်မလို့ဒီ NUG PDF အဖွဲ့တွေကတော့ဒီစကိုင်းတိုင်းဒေသကြီးကိုမမတ်မောမောနဲ့ပဲပထမဦးဆုံးလွှမြောက်နိုင်ပြီဖြစ်ကျင်ညာခဲ့တာဖြစ်ပါတယ်။အဲဒီမှာဆန်းနေရနေ့ကလည်း NUG PDF အုပ်စုတွေကစကိုင်းတိုင်းမှာပထမဦးဆုံးအနေနဲ့ ဂျားကာလာဝန်ကြီးချုပ်ဆိုပြီးတော့ဥဆိုးဦးကိုခန့်အပ်ခဲ့ပါတယ်။အဲ့ဒီဥဆိုးဦးဆိုတာကလက်ရှိ NUG ပြည်ပြည်အုပ်စုကခန့်အပ်ထားတဲ့ဝန်ကြီးဖြစ်ပါတယ်။2015ခုနှစ်ကနေ2020ခုနှစ်ဒီဒီမိုကရေစီစနစ်မှာစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီမံပန်နာကဝန်ကြီးအနေနဲ့တာဝန်ယူခဲ့တဲ့ပုံစံတွေရောက်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့စကိုင်းတိုင်းဒေသကြီးထဲမှာရှိနေတဲ့ဘယ်နေရာတွေမှာပြည်ထက်တင်ရသာတာတွေရှိတယ် တမလန်းနေတစ်တွေကျွန်းနေထွက်တဲ့နေရာဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာရွှေတွေတူးဖို့လို့ရတယ်ဆိုတော့ NGDB ပြည်အုပ်စုတွေကလေတန်းအောင်အမတ်တွေကစပြီးတော့သွတ်တော်တွေကိုရောက်ရှိလာပြီးတဲ့နောက်အစိုးရအဖွဲ့တွေကိုရောက်ရှိလာပြီးတဲ့နောက်နိုင်ငံတော်မှာရှိနေတဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်တင်ရန်စာတာတွေကိုသိရှိသွားခဲ့တာဖြစ်ပါတယ်တို့တရှိသွားပြီးတဲ့နောက်မှာတော့အခုသကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့တကယ့်နေရာတွေပြုံးတဲ့တရံစားတာတွေအများအပြားရှိနေတဲ့နေရာတွေကိုတော်လန်ရေးရံမောင်ငွေလို့အကြောင်းပြချက်နဲ့တူဖော်နေကြတာဖြစ်ပါတယ်။ဒါတွေကိုအချိန်မီမတားဆီးနိုင်မှုဆိုရင်တော့ ဒီ channel မြင့်ကြီးတစ်ခုလုံးကပေါ်သွားမှဖြစ်တယ်လို့ ARR မြင့်ရဲ့အောက်ဘက် ARR မြင့်ရဲ့မြင့်ညာဘက်ပြောရမယ်ဆိုရင်ဒီ ARR မြင့်ကနေတောက်လျှောက် season လာခဲ့တာတွေရဲ့နောက်ဆက်တွဲ ARR တိုင်းကမိဘပြည်သူတွေအားလုံးကဒီရေတွေကဒီဓာတ်ရုပ်ပိတာပစ္စည်းတွေပါဝင်ပါဝင်မှုတွေအာဆန်နစ်တက်တွေပါဝင်မှုတွေကြောင့်မိဘပြည်သူတွေရဲ့ကျန်းမာရေးတွေကလည်းထိခိုက်လာအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလည်းဒီသတင်းသဘုတ်အစီရင်ခံစာတစ်ခုကိုဖတ်လိုက်ရပါသေးတယ်။ဒါကတော့ ARR မြင့် ARR တိုင်းပေါ်မှာရှိနေတဲ့မြေချောင်းတွေမှာ ီဓာတ်ရုပ်ဗေဒအရာအာဆန်နစ်တက်တွေညားနေတယ်ဆိုတဲ့သတင်းကြားသိရပါတယ်။ဒါကတော့ဒီစကိုင်းတိုင်းဒေသကြီးချင်းတွင်းမြစ်ဝမ်းကနေစီးဆင်းလာတဲ့ရေတွေနဲ့အေရီမြစ်ကိုပူပေါင်းစီးဆင်းလာခဲ့ပြီးတဲ့နောက်အေရီတိုင်းကဒေသခံမိဘပြည်သူတွေကဓာတ်ရုပ်ကိုခါးစီခံနေရတာဖြစ်ပါတယ်။ချွတ်တူဖို့မှုတွေထဲမှာလေဒီစံကြယ်နေရာတွေတူဖို့ဆယ်ရန်နေရာတွေအသုံးပြုပြီးတူဖို့နေကြတာဖြစ်တဲ့အတွက်ဂေယစနစ်တွေလည်းပျက်စီးလာတယ်။ဒါကရေအောက်တဘာဝပတ်ဝန်းကျင်ပျက်စီးလာတာလို့ဆိုရမှာဖြစ်တယ်လို့ရေပေါ်မြေပေါ်ပတ်ဝန်းကျင်ကလည်းဒေသခံတွေရဲ့ဒီပတ်ဝန်းကျင်အားလုံးပျက်စီးသွားတာကိုမြင်တွေ့ရပါတယ်။ ဆိုတော့ဇိုလိုရင်းကိုပြန်ဆက်ရရင်တော့လက်ရှိတမတော်ကလေးကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာက NUG PDF တွေလက်ဝကြီးအုပ်စုမထားတင်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။မင်းငင်းဆိုတာကတော့ဒီနမခမုံရွာနဲ့အဖြောင်တိုင်းပဲဆိုရင်6မိုင်60ပတ်ဝန်းကျင်မှာရှိပါတယ်။မင်းငင်းရဲ့ပတ်ဝန်းကျင်မင်းငင်းမြို့နယ်ထဲမှာချင်းတွင်းမြို့ဝတ်တလျှောက်တရားဝင်တူဖော်မှုနေရာ6နေရာထပ်မင်းရှိပါတယ်။ဒီထဲကနေမှမနေ့ကလေးကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့လောင်းပြေရွာကတော့ဒီအင်းနဲ့အားနဲ့အလုံးရင်းနဲ့တူဖော်မှုတွေပြုလုပ်ဖို့လည်းစီစဉ်နေတဲ့နေရာဖြစ်ပါတယ်။ ဆိုတော့ဒီကနေ NUGB ပြီးအုပ်စုတွေကစက်ကြီးတွေရနေအခွန်ခတွေရနေဖြစ်ပါတယ်။မြေပေါ်မှာဆိုလို့ရှိရင်တော့ဒီ water gate တွေရှိတယ်။ဝလုံးနေနဲ့တားပြီးတော့စက်ကြီးကောက်နေတဲ့ခင်းတွေရှိပါတယ်။အခုဒီ NUGB အဖွဲ့တွေကဒီရွှေမျိုးတွေကနေရနေတဲ့ gate တွေကိုရေ gate လို့ခေါ်ပါတယ်။ဒေသအခေါ်ရေ gate လို့ခေါ်ပြီးတော့ဒီကရတဲ့အကျိုးစီးပွားတွေတည်ဆောင်နေတာတွေဒီကရတဲ့ဒီရေလမ်းကြောင်းကနေလာတာတွေကိုစက်ကြီးကောက်တာတွေလည်းရှိပါတယ်။ချင်းနှင်းမြစ်ကိုစုံကြီးစမ်းကြီးတက်နေတဲ့ဒေသခံမိဘပြည်သူတွေရဲ့ ဒီလေတွေတမ်းတမ်းတွေကိုလည်းစက်ကြီးကောက်နေတာတွေရှိသလိုအခုလိုမျိုးရွှေမျိုးတွေပြုတ်လို့ပို့အတွက်လာရောက်တွပေါ်တဲ့ပြပတ်ပြည်သူတွေကိုလည်းစက်ကြီးကောက်နေတာရှိပါတယ်။ဆိုတော့ဒီရွှေမျိုးတွေတွပေါ်ဖို့အတွက် energy ကဘယ်လောက်ရနေတယ်လဲဆိုရင်ရွှေဖောင်တစ်ဖောင်ဝါးဖောင်တစ်ဖောင်ကိုမြန်မာကျပ်ငွေ3,500ကနေ9,000ကျားရှိတဲ့အတွက်လက်ရှိကြားသိထားတဲ့သတင်းတွေအရတော့ဒီဝမ်ပြည့်ရွာရဲ့အောက်ဖက် single low single lay နောက်ပြီးတော့ဒီအနောက်တော့ပင်ရွာစတဲ့နေရာတွေအထိတွပေါ်မှုတွေပြုတ်လုပ်ဖို့တဲ့နေရာတွေသတ်မှတ်ပေးထားတာကြောင့် ရွှေဖောင်းအနည်းဆုံးအရေးအတွက်200ကျော်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီ200နဲ့ပဲတွက်ကြည့်ရင်တော့ NGP ပြည်အုပ်စုတွေကဒီကအကျိုးမြတ်ဘလောက်ရရှိထားပါလဲတိမ်ပေါင်းတန်းနဲ့ချီပြီးတော့ရရှိထားပြီဖြစ်ပါတယ်ဒါတွေကဒေါ်လာရေးရန်ပုံငွေလားဆိုတော့ဒေါ်လာရေးရန်ပုံငွေလည်းမဟုတ်ပါဘူးဒီဒေတာအတွက်မှာရှိနေတဲ့ NGP PDF အကုန်လုံးသူ့ဝေစုနဲ့သူအပိုင်းလိုက်ခွဲပြီးတော့သူ့ရဲ့အကျိုးစီးပွားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်ဒီကရရတဲ့အကျိုးစီးပွားတွေကပဲလက်နက်ခဲရဲ့အနှဲငယ်ဝဲဒေတာတွင်ကနေမိကန်တိုင်ရင်တပ်ဖွဲ့တွေကိုနောက်ဆက်တွေပေးပြီးတော့တိုက်ပွဲတွေပေါ်ဆောင်တယ် တိုက်ပွဲတွေပေါ်ဆောင်ပြီးတဲ့နောက်ဒီဒေသခံမိဘပြည်သူတွေကိုပဲထပ်မံပြီးတိုက်ပွဲပေါ်ဆောင်နေဆိုတဲ့တက်ကတ်တွေထားပြီးတော့အလူတွေဆက်ခံတယ်ပြောရမယ်ဆိုရင်တော့ဒေသခံမိဘပြည်သူတွေကနှစ်ပြီးသားအနာခံနေရတာဖြစ်ပါပြီးရင်နှစ်ခါနာဆိုရမှာဖြစ်ပါကိုဒေတာကိုပတ်ဝန်းကျင်ကိုရဲ့ကရစနစ်ကြီးအားလုံးနဲ့ပြည့်စည်သွားတယ်။တစ်ဖက်ကလည်းတိုက်ပွဲတွေပေါ်ဆောင်ပြပြီးတဲ့နောက်အလူခံလာတာလည်းရှိပါတယ်။ဆိုတော့ဒါက NUGPDF အဖွဲ့တွေရဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေနဲ့ချင်းချင်းမြေဝံတကြောလုံးပြည့်စည်နေတယ်ဆိုတဲ့အခြေအနေကြောင့်ဒေသခံတွေကစိတ်ညစ်နေကြတာဖြစ်ပါတယ်။ အခုလက်ရှိဒီလောင်းလောင်းပြေရွာရဲ့အောက်ဖက်မှာဆိုရင်အင်္ဂလဲရွာအနောက်တော့အုံနယ်ပင်မြောင်းပင်သားတင်ပေါ်စားတဲ့ရွာတွေရှိကြပါတယ်ဒီရွာတွေကဒီလောင်းပြေရွာကဂီယာစနစ်ပြည့်စုံမှုရွှေမျိုးတွေတူးဖော်ပြီးတဲ့နောက်ရေလမ်းကြောင်းပြောင်းလဲလာမှုတွေဒီမြေကြီးကျမ်းမြင်ကိုဖောက်ပြီးတော့ဒီတဘာဝစနစ်ဂီယာစနစ်ပြည့်စုံအောင်ပြုလုပ်တာတွေကိုခါစီခံစားကြရမှာဖြစ်တဲ့အတွက်ဒေသခံတွေကအင်အားတထောင်ကျော်နဲ့ဆန္ဒတွေထုတ်ပေါ်ခဲ့ကြပါတယ် ဒါပေမဲ့လည်းအကြံဖက်သမားတွေဆိုတာကတော့တရားမရှိတကားမရှိဥပဒေမရှိလုံဆောင်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်ဒေသခံမိဘပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကတော့အရာမထင်ခဲ့ဘူးဖြစ်ပါတယ်။ဒါကြောင့်မလို့တမတော်ကဒီအကြံဖက်သမားတွေရဲ့ရေတောင်းမြင့်ဖြစ်တဲ့ဂေယစနစ်ကိုပြက်စီးတဲ့ဒေသခံမိဘပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကိုမတိကျွံ့ကြုံပြုတ်အသက်ခါပြုတ်နေတဲ့အဖွဲ့တွေရဲ့ရေတောင်းမြင့်ကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက်အကြံဖက်သမား20ကျော်သေဆုံးတာတွေလည်းကြားသိရတဲ့ ဆက်လက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတာတွေလည်းကြားသိရပါတယ်။မိဘပြည်သူတွေကတော့သူတို့ရဲ့ဆန္ဒထုတ်ဖော်တာကို၃ညတိတိကြားခဲ့ပေမဲ့အတိမမပြူဘဲနဲ့လက်နက်အားကိုဆက်လက်တူးဖော်နေတာတွေကြောင့်အခုလိုမျိုးတမရရဲ့လေကြောင်းတက်ခတ်မှုတွေတိုက်စုံမှုတွေကိုအားရ2000အားရဖြစ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကတော့မနေ့ကနိုဝင်ဘာ22ရက်နေ့နေ့လေတနအိခွဲကနေ ဒီကြောင့်တက်ခိုင်းမှုပြုလုပ်ခဲ့တဲ့အကြောင်းရယ်နဲ့ပတ်သက်ပြီးတန်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တက်ခိုင်းမှုတွေအကြမ်းဖက်တွေအနေနဲ့လည်းတည်သောမှုတွေများခဲ့တဲ့ဒေသခံမိဘပြည်သူတွေကတော့ထိခိုက်ဒေဆုံးမှုမရှိခဲ့ဘူးလို့သိရပြီးအကြမ်းဖက်သမားတွေကိုဆက်ကြီးပြီးအကြမ်းဖက်သမားတွေကိုခရိုနီဝါဒနဲ့လက်ပေးလက်ယူလုပ်ပြီးတော့လာရောက်ထူဖော်နေတဲ့သူတွေကတော့ဒေဆုံးမှုတွေများခဲ့တယ်ဆိုတော့အကြောင်းရယ်နဲ့ပတ်သက်ပြီးတန်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်